စားစားတဲ့ဟာကမပြီးနိုင်လို့အဲ့မှာဂန်းယူခဏဒီကန်းနှစ်ရာကျော်တက်ပါလေဗျာလို့ယူထားရတယ်မပြီးရမရှိသေးဘူးဟာသူအဲ့လိုပြီးတာပြီးခေရအပြန်မှသွားယူရအောင်အဲယူချမိတက်ဆိုရင်လည်းအဲဘောနော်၁၀ယောက်ကျော်သွားပြီဘောနော်မြင်းချမိုင်းကြာဒီရပိုင်းထဲမှာဟိုဂျာမေဂျာမေတက်က23အောင်ရှိပြီကြာတာတန်ရတာပါဘူးကိုလိုင်းကဆောင်းချုံတာမပါဘူးဗျဒီစတင်းနေဆိုလဲဒါညီတို့လုံးဝဘောနော်အလုပ်အဆင်ရည်အနေနဲ့လုပ်နေရတဲ့အပိုင်းရှိပါအရှိမြင့်ချမှာဆိုရင်လည်းအဲဘောနော်တီတိုင်းဘုပဲဖြစ်ဖြစ်ဘောနော်အခြားဆေးအုပ်စုရဲပဲဖြစ်ဖြစ်ခွေးပဲဖြစ်ဖြစ်ပေါ့ဘလို့ပဲထူးစစ်တည်စင်နေပါလေ အညိုတက်တွေကခုချိန်ကြီးရှိနေပါသေးတယ်။ဘယ်မှမပြေးပါဘူးဗျာနော်။ညိုတက်တွေရှိနေပါသေးတယ်။အခုကနေ့ကညိုမှာမှန်းချက်ရှိရဗျာ။ညိုပြီးအောက်တက်ကိုအမိဖို့မပြူပါတော့မဟုတ်ဘူးကွနော်။ပြီးအောက်တက်ဆင်းမှာတိုက်မယ်ဆိုတဲ့တက်ထဲမှာတော့ညိုမပါဘူးဗျာ။ညိုပြီးဆင်းရတီဆောက်မယ်။ကြီးတော်အောင်လုပ်မယ်။ပြီးရင်အညာမှာပေါ့နော်။ညာသားကြီးဥဆောင်တဲ့မြို့သိန်းလက်လုံးနဲ့လည်းတင်းလို့ရပါတယ်။တင်းလို့ရတဲ့နေ့တိုင်းအများကြီးရှိတယ်ပေါ့။ပြင်ဆင်စုဖွဲ့တီဆောက်နေပါတယ်။မကြခင်ချိန်တွင်းမှာမြင့်ကြံရလို့မဟုတ်ပါဘူး။ညိုတက်ကတော့နေနေဆွဲတော့မရှိပါဘူး။ မင်းကြံလည်းမရှိဘူးငါတို့လည်းမရှိဘူးညီတို့ကတော့စစ်ကောင်စီချင်းနေအကုန်ကျုံးပါပဲညီတို့ကကုန်တိုက်ပါပဲအဲ့တော့ညီတို့ပြင်ဆင်နေအကုန်လုံးကျိုးသားနေပါလေသတိခံသွားမှာဘယ်တော့မှညှိနှိုင်းမှာမဟုတ်ဆွေးနွေးမှာမဟုတ်အပြက်ကျုံးမှာကြားအောင်လည်းကျုံးမှာနိုင်အောင်လည်းကျုံးမှာမနိုင်နေရအောင်အကြောင်းမရှိအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြို့တို့ပင်ခက်ခဲစေကမူစစ်ကောင်စီနဲ့ဆွေးနွေးမှာမဟုတ်ပဲအသေးခံကတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းမြင်းချံဗလက်တိုက်ကတက်ဖွဲ့ကောင်းဆောင်ပူမိုက်ခဲပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ အမြင့်ရောက်နေလားအနှင့်ရောက်နေလားဘယ်လိုအခြေအနေရှိလဲပြည်သူလူထုကိုပထမဆုံးမိတ်ဆက်ရင်းနဲ့အဲ့ဒီအခြေအနေလေးတွေကိုပြောပြပေးပါဦးလက်ရှိလောဒင်မှာတော့ဘောနောအဲကျွန်တော်တော်လိုင်းတက်ပတ်တရားဘောနောအထူးကြာဆုံးနေလည်းရှိတယ်အဲ new jammer test ဆိုရင်လည်းအဲဘောနော၁၀ယောက်ကျော်သွားပြီဘောနောမြင့်ကြမှာကြာလာဒါပေမဲ့တရားနဲ့ပတ်သက်ပြီးတော့ဒီတင်းတော့ထုတ်ပြထားခြင်းမရှိသေးဘူးပေါ့အရင်သူလက်လက်ခေယံချိုရရှိတာရှိသလိုကိုဘက်ကလက်လက်ခေယံနေပြီးဆက်လိုက်ရတာလည်းရှိပါတယ်အဲ့လိုမျိုးနေထားရတော့ရှိတယ်ဒါပေမဲ့ကြိုက်တယ်ဗျာညီရတယ်ကြိုက်တယ်ဆိုတာ ထိုးမင်းတို့ကြိုက်ကြတော့ထိုးဒါသူတို့ရဲ့နောက်ဆုံးပွဲနောက်ဆုံးအားပဲလीနော်သူတို့ရဲ့နောက်ဆုံးအားနဲ့သူတို့ထိုးတာအဲဒါတော့ကိုလုံးတဲ့ကောင်တွေကိုသိရမလားတင့်နေပါလေပါတုံးထိုးတော့ခံနိုင်ဘူးပြတာဘုမလင်းပြောရေရှည်ကြတော့ဒါပေမဲ့တေချာတာတစ်ခုကတော့မကြခင်ချိန်မှာသူတို့ကောင်းကောင်းကြီးအဲနားလေတော့ပါလိမ့်မယ်အခက်မတင်လို့ရှင်အဲ့တင်ကားရောင်းပါပဲဗောနော်ညိုတော်လိုင်းဘက်တော့ဒါရဲ့အပိုင်ဖြစ်သွားနိုင်တဲ့အနေအထားရှိပါတယ်အညိုရိုးစင်မှာတော့အဲကြားမက်တဲ့အနေနဲ့အစစ်မနေပြင်းများတော့ဖြန့်ချက်ပြီးတော့စစ်တိုင်နေတာဖြစ်တယ်မြညာခရိုင်ထဲမှာရှိနေတာမဟုတ်ပါဘူး ဘောနော်အဲညိုဒီခြားတိုင်းသားကြီးရဘက်ဒီအခြားဘောနော်အဲဗမာပြည်ရဲ့ဥမာဘောနော်ကျွန်တော်တို့ဒီညီနောင်မမိတ်ဘက်တွေပေါ့အဲ့ဘက်တွေမှာလည်းသွားပြီးစင်းစင်းမနေပြန်စုစုပေါ့ကိုကူမှာဖြန့်ကျက်ပြီးတော့ညီတို့လုံလုံနေပါတယ်ဘယ်လိုမျိုးအနေထားရှိပါလဲကိုကူဆိုတာကတော့လက်ရှိလုံလုံစင်စစ်ဖြစ်နေတာကိုကူပါအဲဖြန့်ကျက်ထားတာတော့ဒီထက်မကပါဘူးအဲညူအကောင်လုံးတော့ပြင်ဆင်မှုတွေလုပ်နေတယ်အဲစုဖွဲ့စုဖွဲ့တယ်ဘောနော်စုဖွဲ့တယ်ပြင်ဆင်တယ်ဝယ်ယူတယ်တိဆောက်တယ်အဲဒီပုံစံမျိုးနဲ့ပဲညူတို့သွားရတာဒါပေမဲ့ဘယ်လိုပြောရမလဲ ဒီညီတို့တက်အနေနဲ့ကအဲပြီးတော့ပဲကုသွားတာဘူးเนาะဖက်ဒရေးရှင်းဒီမှာဆိုတော့ညီတို့တက်လာရရသိရှိဘူးအဲ့တော့ကျတော့ဗီဒီယိုအနေနဲ့ညီတို့ကတော့ရုံသွားတာဗျအဲ့တော့ကျတော့ညီတို့ကတော့နည်းနည်းတော့ကြာကြာလို့ရှိရအောင်အဲ့လိုနေကြတော့ရှိတယ်လက်ရှိမြင့်ချက်မှာဆိုရင်လည်းဘာလို့ဒီတိုင်းတို့ပဲဖြစ်ဖြစ်ပေါ့နော်အချက်ရှိဟုစုရေးပဲဖြစ်ဖြစ်ဖွေးပဲဖြစ်ဖြစ်ပေါ့ဘာလို့ပဲထိုးစစ်တည်ရှိနေပါလဲအဲညီတို့တက်တွေအခုချိန်တည်ရှိနေပါလေဘယ်မှမပြေးပါဘူးဗျာနော်ညီတို့တက်တွေရှိနေပါလေအဲဟုတ် ။ဒါကြောင့်ယူနေရာတွေပြန်ယူထားပါလေဗျ။ဟုတ်ကဲ့ပါဟုတ်။လေးစေးပါလို့ညီရတို့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျတော့စစ်ဆိုတာအနိုင်ရှုံးဆိုတာရှိရတယ်နော်။ခုဘက်ကအမြဲတမ်းနိုင်ကျင်နေလို့မရဘူးဗျ။နိုင်နေဆိုရင်တော့ပြစ်ဆက်မှုဆိုတာရှိရတယ်။အဲ့လိုမျိုးနေထားဆိုတော့ဒါတွေကိုကောင်းကောင်းလေးနားလေတတ်ဖို့လိုတယ်ဗျ။စီရေးသဘောတရားကိုလေ။အဲ့ဒါမှအဆင်ပြေမယ်ထင်တယ်။အဲ့လိုနားမလဲပြီးနိုင်တော့ဘာမှအဆင်ပြေအဆင်ပြေလာမှာမဟုတ်ဘူးပေါ့။ညီတို့ကောင်းတော့တော့ဂျူသားပြင်ဆင်နေတယ်။အဲအတင်းထားတယ်ပြဿနာမှုတွေများရတယ်ပြုမယ်လေပြောရမယ်ဆိုရင် အဲကြာမဲကြီးကဒီနှစ်ထဲမှာဒီနှစ်ထဲမှာ sorry ဒီရပိုင်းထဲမှာဟိုကြာမဲကြာမဲတက်က23လောက်ရှိပြီကြာတာတန်ရရတာမပါဘူးကိုလိုက်ကဆောင်းချုံတာမပါဘူးဗျဒီစတင်းနေဆိုတဲ့တိုင်းညီတို့လုံးဝဘောနောအလုပ်အဆင်ဆင်ရနေနေလုပ်နေရတဲ့အပိုင်းရှိပါတယ်နော်အဲ့လိုမျိုးနေထားရဆိုကြတော့ထုတ်ခတ်မှုကြီးကတော့မျိုးမျိုးရှိရပါဘောဒါပေမဲ့ AC ပါဆိုက်ကြမကြပါဘူးအရှင်ရှင်မှာနားလည်လာပါလေအဲ့ဒီအဲ့ဒီဘောက်တော့ရှိရပါဘောညီတို့အကောင်းဆုံးကြိုးစားနေပါလေဗျာဟုတ် ခင်ခိုင်ထဲမှာဥဆောင်နေတဲ့သူအားလုံးဒီပါပေါ့နော်အဲကျွန်တော်တို့လေဖမတော့လေးဦးဖိတ်ချထားပေးမယ်တူကတော့စည်ရချင်နေကြောင်းဒီနေ့ညမှာမတက်ရောက်နိုင်ဘူးခရိုင်ကိုကိုကဲရေးကတောင်းဝင်ရှိသူကတော့မတက်ရောက်နိုင်ခဲ့ဘူးအဲ့တော့ဒါပေမဲ့ဒီမှာတော့တက်ဖွဲ့ကိုစီကဥဆောင်သူတွေရှိနေကြတယ်အဲ့တော့ကျွန်တော်တို့ဒီဒေါ်လာရေးကာလမှာညီညွတ်ရေးကိုအားလုံးကပြန်ပြန်မြန်မြန်ဆိုင်ဆိုင်ပြောကြတယ်လို့ပြည်သူလူထုကလည်းညီညွတ်ရေးကိုပဲတောင်းဆိုနေကြပါတယ်အဲ့တော့စစ်အာဏာရှင်တွေကအဓိကဖြစ်ဆိုဖက်စစ်စစ်တပ်ကဒီကာလမှာဘယ်မျိုးကိုပဲပြန်ရပြန်ရဘယ်လိုမျိုးပဲထိုးစစ်တွေဆင်နေပါစေပြည်သူလူထုကစိတ် မရေးစိတ်တက်မကြပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီကျွန်တော်တို့လက်ပတ်နေနိုင်တဲ့ campaign တွေအောင်မြင်နေတဲ့အောင်ကြည့်လို့ရှိရင်ဒါတက်တည်ပါပဲ။ဒီလူလူလူစိတ်တက်ကြတာတော့အဖွဲ့တွေကြားထဲမှာအချင်းချင်းမညီမညွတ်နဲ့တစ်ခွက်နဲ့တစ်ခွက်ပြန်ပြီးတော့ချနေကြတယ်အချင်းချင်းမတက်ကြဘူးဆိုရင်တော့ဒီလူတွေကအင်မတန်မှစိတ်တက်ကြရပါတယ်။ဒါကကျွန်တော်တို့ဒီလူလူလူနဲ့ပြောဆိုဆွေးနွေးတဲ့အခါမှာတင်းနေမင်းမြတ်တဲ့အခါမှာနေ့စဉ်ထိတွေ့နေရတော့ကျွန်တော်တို့သိရတဲ့အချက်လက်ရဒီနေရာမှာပြောဆိုခြင်းဖြစ်ပါတယ်။အဲ့တော့ဒီလူလူလူကလည်းမိညာခရိုင်ထဲမှာတက်ဖွဲ့တွေအများကြီးရှိတယ်။အရင်ကလာတော့ဒီထက်ပိုများတယ်။ဒေါ်လာကြီးအချင်းကလာကာလကြာမြင့်လာတာနဲ့ဗျာ စစ်တပ်ကအခုအဲအဲလိုမျိုးညီချင်းရဲ့လိုတူရောစမ်းပါမယ်အဲ့တော့အခုကာလာမှာမြင်းခရိုင်ထဲမှာရောညညရေးကဗေချင်ဒီနေတိရှိနေပြီလေအဲ့တော့အညာသားတွေဆိုတော့ပုံမှန်လည်းပြောရမယ်ဆိုရင်မြင်းခရိုင်ထဲမှာညညနေကြပြီလားအဲတပ်ပေါင်းစုတွေအားကောင်းနေကြပြီလားကိုမိုက်ကအချက်တွေပြောပါအောင်ကိုမိုက်ကဆက်ပြောကြပါမယ်အဲလိုပြောရမလဲပေါ့နော်ညညမူကတော့ဘာဖြစ်ဖြစ်ညီတို့ရှိရလို့ပြောလို့ပြောလို့ရတယ်ပေါ့နော်ရှိရဆိုရင်တော့ပုံမှန်တာပေါ့ ဒါမဲ့စီလုံးမှုတော့ရှိသေးကြဘူးဒါပုံပုံလင်းလင်းပြောတာပေါ့နော်အဲညှင်းညွတ်မှုကတော့ရှိရဲ့ဗျဘာကြောင့်လဲဆိုတော့ကိုယ့်ဘက်နဲ့လာရင်ကိုကကြပေါ့အဲအဲ့လိုမျိုးနေထားပေါ့အဲဒါမဲ့ပေါင်းလာကားတဲ့ဖွဲ့တွေလည်းရှိမှရှိပါတယ်သိရမလားအဲ့လိုမျိုးနေထားရဆိုတော့ကျတော့ကျွန်တော်တို့ပုံပြီးစီလုံးမှုတော့လိုဟန်ချက်ညီဖို့လိုတယ်ဗျအဓိကအဖြစ်တော့နေသွေးမထားဖို့လိုတယ်ပေါ့နော်ငါကလည်းသူ့နဲ့အဲ့လိုပုံစံမျိုးနေသွေးနေသွေးမထားနိုင်မှရတယ်ဗျအဲကျွန်တော်တို့ကစစ်စစ်လုံးလုံးနဲ့တော့ရမှာပဲကျွန်တော် စီစီလုံးလုံးနဲ့အဲအဲ့လိုမတော်နိုင်ဘူးဆိုရင်ကျွန်တော်တို့ရေရှည်မှာပိုခက်ခဲလိမ့်မယ်ဗျ။ဘာကြောင့်လဲဆိုတော့ခုဆိုရင်လည်းဘောနော်ဇင်းနေမှာတက်ပါတယ်။အချို့ဆိုရင်လက်မထိုးသွားတဲ့ဖွဲ့တွေတောင်ရှိရဘောနော်။အဲ့လိုမျိုးအနေအထားတစ်ခုမှာညီတို့ကြားမဲ့တက်အနေနဲ့ကဘောနော်။ဒီကုကနေကညီတို့မှာယူမှန်းချက်ရှိရဗျ။ညီတို့ပြည်အောင်တက်ကိုအမိခိုးမပြုတ်ရတော့မဟုတ်ဘူးဘောနော်။ပြည်အောင်တက်ဆင်းမှာတိုက်မယ်ဆိုတဲ့တက်ထဲမှာတော့ညီတို့မပါဘူးဗျ။ညီတို့ကဆင်းရတီဆောက်မယ်။ကြီးထွားအောင်လုပ်မယ်။ပြီးရင်အညာမှာဘောနော်ညာသားတွေဥဆောင်တဲ့လူသိန်း ဇက်လုံးနဲ့လည်းတင်းယူရပါတယ်တင်းယူရတဲ့နည်းလမ်းတွေအများကြီးရှိတယ်ပေါ့ဒီလိုအဓိကတော့စိတ်ချပါပဲစိတ်ချရှိနေဖို့ပဲလုပ်တာပေါ့အဲ့တော့ယူကတော့ဘလူးချင်းမျိုးပါပဲဖြစ်ဖြစ်အကောင်းဆုံးတွေ့ရသွားမယ်ဆောတော့ဥပလီလေးပြောရမယ်ဆိုတော့အဲ့ကဲမသူပေါင်းကြပါလေစီအောင်ကတော့အားတော့နေရည်ရဗျာနေရတော့အားနေရည်ရတိတ်အားတော့မရသေးဘူးဘောနော်မင်းနဲ့ဘယ်နဲ့ပဲဖြစ်ဖြစ်ဥမာဘောနော်မင်းကြံအောင်တိုက်မယ်ဆိုတဲ့မင်းကြံအဖွဲ့ရောနရုအဖွဲ့ရောတောင်သားအဖွဲ့ရောလာကူမရရမယ်ဘယ်ရမလဲသိရမလားညီတို့ ကိုကိုမှရှိရလက်နဲ့ခေရန်နဲ့ကိုတက်တက်ထင်းနဲ့လို့လို့လို့မရတဲ့အပိုင်းကြီးအများကြီးရှိပါတယ်။အဲလိုကြတော့အဲ့လိုမျိုးစီစီလုံးလုံးနဲ့သွားနိုင်မှရမယ်လို့ညီရတို့ထင်တယ်။အဲတောင်တောင်ဖိမကူညီရင်းနဲ့ပေါ့နော်ဒီလိုမျိုးသွားနိုင်မှရ။ဒါပေမဲ့ဝမ်းသာတရားတစ်ခုကပါလဲဆိုတော့ညီတို့မြင့်ကြံပါပေါ့နော်။အဲဆန်ရန်သူပေါ့နော်ရန်သူဆက်ကဆလာရင်ပေါ့ဘုံရန်သူလာရင်တော့အဲငါတို့ဝိုင်းတုတ်ကြမယ်ဆိုတဲ့စိတ်ဓာတ်ကတော့တကယ်ကိုလေးစားစရာကောင်းပါတယ်။အဲ့ဒါလေးတစ်ခုကတော့ညီကြိုက်တယ်။ အားနေကြအသာချက်ဆိုတော့အနေနဲ့တွင်တွဲရှိနေရပါတော့ဒါပေမဲ့ညီတို့တက်အနေနဲ့အကောင်းဆုံးကြိုးစားပါမယ်အဲလက်ရှိလောလောဆယ်မှာလည်းစုဖွဲ့ထားတဲ့ညီနောင်ရင်အားတွေပေါ့နော်ညီနောင်ရင်အားတွေပေါ့ညီတို့မှာဖွဲ့စည်းပုံနှမျိုးမာမိတ်နဲ့ညီနောင်ဆိုပြီးတော့နှမျိုးရှိပါတယ်ညီနောင်ရင်အားတွေလည်းများစွာရှိပါတယ်အဲဘာဖြစ်ဖြစ်ညီတို့ဒီနေ့ချိန်ချိန်မှာမျိုးသိနိုင်မယ်လို့ညီတို့ယုံကြည်ရဲ့အဲဒါပေမဲ့လက်ရှိလောလောဆယ်မှာတော့ကြိုတင်ပြင်ဆင်နေတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်အဲအဲ့တော့ညီတို့ရုန်းကန်နေပါတယ်ကြိုးစားနေပါတယ်အခုသူဘာဖြစ်ဖြစ်ကြားမဲ့တက်ကဘာတော့ခေါင်းပေါင်းနေအကုန်လုံးပေါ့နော် အားကြပါအောင်သူကောင်းဆောင်ပေါ့နော်တူတက်ရင်းမှုပေါ့တန်ယူကြည့်ခေါ်ရဆိုရင်တော့သူကအစအစ်ထွက်တိုင်နေရတဲ့အနေအထားမှာရှိပါတယ်အဲ့လိုမျိုးနေထားတယ်ပေါ့နော်အကုန်လုံးအသူလို့ကိုလို့အဲကိုစီရှိရှိရှိရတယ်ပေါ့ sorry ကိုရတော့အဲအဲ့လိုအဲ့လိုမျိုးနေထားပေါ့နော်အဲ့လိုမျိုးနေတာရှိပါတယ်ညီတို့အကောင်းဆုံးကြိုးစားနေပါလေဒါကိုတချို့ຢာလေးဆိုတော့ဒါကိုကြီးဝီရလေတိတိကျဖြစ်မှာပါအဲ့တော့ဒါညီတို့အဲလောလောဆယ်မှာတော့ဒီຢာကြီးနဲ့ပတ်သက်ပြီးတော့ချပြလို့မယားလေးရဲ့အနေအထားတခုဖြစ်နေရကြအဲ ဒီလိုတနည်းနည်းရှင်းရှင်းမှာတော့အားလုံးသိမြင်လာမှာပါဒီလူလူတော့ပေါ့နော်ဇာတ်တော်လိုင်းတက်တည်အတွက်ကိုအားကြတဲ့နမူနာဖြစ်ရတယ်ပေါ့နော်ကျွန်တော်တို့အညာတက်တခုဖြစ်အောင်ဒီလိုကြိုးစားနေပါတယ်စုဖွဲ့မှုအားကောင်းကောင်းနေပေါ့နော်ကျွန်တော်တို့တူကောင်းစိတ်သက်တည်လည်းရှိမှာမဟုတ်ပါဘူးအညာသူညာသားတွေကတော့နော်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့တွားဖို့တော့အစီအစဉ်ထားရှိရဲလက်ရှိလောလောဆယ်မှာလည်းပေါ့နော်တော်လိုင်းရဲ့အယူအပြောင်းတခုတကယ်ကိုရေးပါတဲ့နေရာမျိုးမှာကြာမဲ့တက်အနေနဲ့တပြူပါသာပေါ့နော်တပြူပါသာစီရင်အားကိုပို့ထားပါတယ်အထက်ပြီးတော့လည်းပို့ဖို့ရှိပါတယ်ဒီလိုအကောင်းဆုံးကြိုးစားကြိုးစားနေပါတယ်ဗျာဟုတ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုမခေးအာကျွန်တော်တို့မားနေကြနေမကောင်းနေကြနေပြီးတော့အဲဖြစ်သူတွေအားရှိဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုရှေ့မှာစစ်တိုက်ရုံနေမဟုတ်ဘူးကျွန်တော်တို့ဒီလိုတရင်စကားတွေလည်းမအားမလို့တဲ့ခါမှာပြောရတယ်ပေါ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုမခေးပြောတဲ့အပိုင်းကိုလည်းဖြစ်သူတွေတိတိကျကျလေးကိုနားလည်တဘောပေါက်ကြားလိုက်မြင်ထင်ပါတယ်ပေါ့အခုနစကားတွေထဲမှာလည်းပါဝင်ပြီးဖြစ်ပါတယ်ကိုတက်ကြီးပြောတဲ့ထဲမှာလည်းပါဝင်ပြီးပါတော်လိုင်းကြီးကကြာလာရင်တော့ထမ်းပေါ်ရတဲ့ပြည်သူကပို့ပြီးတော့ပြင်မှန်းပါပေါ့ပြင်မှန်းမယ်နေကြပါဆိုရင်လည်းမိသားစုတွေမိပါတွေအတိုင်းဝိုင်းတွေကသားသမီးတွေကို စစ်တိုက်ဖို့အတွက်ရှေ့မှာပေးထားရတယ်လို့နောက်မှလည်းသူတို့ကြံခဲ့ရတာအကောင်နေခဲ့ရတာမဟုတ်ပါဘူးအကုန်လုံးပြချခဲ့ရတဲ့ယူရီကများပါတယ်အဲလိုစစ်ကိုထမ်းပိုးပေးကြရတဲ့မင်းကြံသူမင်းညံသားပြည်သူတွေရဲ့ထမ်းပိုးမှုတွေကလည်းဒီကာလမှာအမှန်တမ်းကြည့်ပါပါလေဒီပြည်သူတွေအရေးကလည်းကျွန်တော်တို့အတွက်အရေးကြီးပါတယ်တခြားဒေသအတူတူတခြားနိုင်ငံမှာရောက်နေတဲ့ကျွန်တော်တို့ပြည်သူပြည်သားတွေတိဖို့လည်းလိုအပ်ပါတယ်အဲ့တော့စစ်ကိုထမ်းဖို့နေကြတဲ့မြင်းမြန်ခရိုင်တွေကပြည်သူတွေရဲ့အကြောင်းလည်းနည်းနည်းသိကြပါတယ်အဲ့တော့ဒီ draw ကတော့နောက်ဆုံး round မှာအဲ့ဒီပြည်သူတွေအကြောင်းရဲ့နောက်တစ်ခုကတော့အခုကျွန်တော်တို့ဒီစကောင်းဝိုင်းရဲ့မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ အနည်းမခံမြင့်ကြံဆိုတဲ့ဒိန်းသားအောင်ရှာဖွေတဲ့ကံပေးမှာအနေနဲ့ရဲရဲမှာရှိတဲ့ပြည်သူတွေပါဝင်ဖို့ ဘာကြောင့်လိုအပ်တယ်ဆိုတော့အဲနောက်ဆုံးနှိုးဆော်ချက်ပေါ့ဗျာနှိုးဆော်ချက်ဟာဒီနှစ်ခုကိုကျွန်တော်တို့တော်တော်လှည့်ပြီးရင်တော့ဒီစကဝိုင်းကိုအဆုံးသတ်ပါမယ်။ဘာကြောင့်လဲဆိုတော့အားလုံးကိုစီတာဝန်ကြီးရှိနေကြတဲ့အခါအဲရှေ့ရှေ့ဝေးဝေးလည်းကျွန်တော်တို့အများကြီးထပ်ပြီးတော့မပြောချင်တော့ပါဘူး။အဲ့တော့ကိုမိုက်ကဲအဲမြင်းကြံခရိုင်တွေကစစ်ကိုထမ်းဖို့ပေးထားတဲ့ပြည်သူလူထုရဲ့အခြေအနေတွေကလက်တလုံးမှာဗာဒီများပို့ပြီးတော့ထိုင်းရွက်နေရတယ်ဘယ်လိုမျိုးအခြေအနေတွေရှိလဲ။အဲအကြက်ဘက်ဟိုဒီစစ်ရှုံးကောင်စီကောင်တွေကဘယ်လိုမျိုးရုံးမှနေကြလဲ။ဒုတိယတစ်ခုကတော့ဒီနိမကမြင်းကြံကမ်ပိန်းကိုပါဝင်ဖို့ပြည်သူလူထုကိုဗာဒီနှိုးဆော်တိုက်တွန်းချက်လဲ။ဒါလေးပြောပြပါဦး။ ဟုတ်ကဲ့ကွေညီရတော်ကကျွန်တော်ကညီပြောနေကြတာကအတိုင်းပဲပြောမယ်ဗောနော်ဒီကတော့တာဝန်ကြီးရတဲ့ပုံနေပြီဗျညီတို့ဘက်ကပဲလှုပ်လှုပ်ဖို့လိုတော့ပါဗောနော်တောင်းတကြိုးစားဖို့လိုတော့ညီတို့အဲပြီးတော့တာဝန်ကြီးရတဲ့ပုံဆိုတော့ညာသူညာသားမှာပြတ်တိတ်ရှိကြဘူးလေဒီနေ့တော့မှ၄000 5000တောင်းဆိုတာလုံးဝကျော်ပဲရကြတယ်ညာသူညာသားတွေပါအဲ့တော့ကျတော့ညာသူညာသားတွေကအစီမတိုက်ပွဲဖြစ်နေရယ်ဆိုရင်တော့မှပဲငါသားလေးတွေစားဖို့ဆိုပြီးတော့တခါလေဒီမဲ့တို့ဟင်းတို့တွေလာဖို့ပါရှိပါတယ်အဲ့လိုမျိုးလာဖို့ရင်းနေတော့မှပဲဒီက စာဆုံးခဲ့ရတဲ့ပြည်သူတွေပေါ့နော်တော်လန်ပြည်သူပေါ့ဗျာတော်လန်ထောက်ဖို့ပြည်သူလို့လည်းပြောလို့ရပါတယ်အဲ့လိုမျိုးတွေပေါ့နော်ပြစ်ဆက်ခဲ့ရတဲ့ပြည်သူတွေများစွာရှိပါတယ်အိမ်ုံမိရှုသွားရင်တော့မှပဲတဲထူပြီးမင်းတို့ရတဲ့နီလန်းနဲ့တော်လန်မယ်ဆိုတဲ့ပြည်သူတွေလည်းအများကြီးရှိပါပဲရှိပါတယ်ညီတို့တက်မှာဆိုရင်လည်းအဲညီတို့အသက်ရွယ်ရပေါ့နော်တက်မှာထားတာ18ကနေပြီးတော့30နဲ့မှ9အတွင်းမှာတက်မှာထားပါတယ်ဒါပေမဲ့တစ်ခါတည်းမှာ90ကျော်ကြီးရောက်ရှိလာတာဖြစ်ပါတယ်ညီတို့လက်မခံခဲ့ပါဘူးဒါပေမဲ့ သူတို့ရဲ့စိတ်ချက်ကဒါအပြင်းထန်တဲ့အချိန်မှာထမင်းမဲ့ချက်ချက်ပါဆိုတဲ့အနေအထားမျိုးတွေပေါ့ဒါဘီစုတွေရဲ့တာဝန်ကခြေရာထက်လွန်နေပြီဗျတစ်ဖက်ကန်းလွန်နေပြီညူတော်လိုင်းကြီးသမားတွေဘက်ကအစ်ပြူကကောင်းကောင်းနေပေါ့နော်ဘယ်လိုပုံစံအကောင်းဆုံးသွားမလဲဖြစ်ရင်နိုင်ငံသားနိုင်ငံခြားပေါ့နော်ဖန်ရီစာတွေပေါ့နိုင်ငံခြားဖန်ရီစာတွေအနေနဲ့ကျွန်တော်တို့အညာတက်တွေဦးစားပေးကူတင်ပြီလို့ထင်တယ်ဗျ ။ဘာလို့ဆိုသိကြတဲ့အညာတက်ဆိုတာကတော့အညာတက်ရမဟုတ်ပါဘူး PDF PDF ပေါ့ PDF လို့ပြောရင်ပုံမှန်တာပေါ့နော်။ PDF ဆိုတာတော့အကုန်ပါသွားပြီဗျ။ local လဲ PDF ပဲသူလဲ။အဲဘက်ကပါလဲအဲပေါ့နော်။ PDF ပါပဲတကယ်တမ်းတော့အင်္ဂလိပ်ညာညီမပဲကြွာတာပါ။ခုကျွန်တော်တက်ရင်နေဆိုတာလဲ PDF ပါပဲ။ဒီလိုမျိုးတက်တယ်ကိုများများကူကူလို့ရပေါ့နော်။ဘာကြောင့်လဲဆိုတော့သိကြတယ်ဗျ။ညို့အညာသားတွေကအသက်နှောင်းပုံပွားပါအောင်ဘယ်သူမှသိခံသွားမှာဘယ်တော့မှညှိနှိုင်းမှာမဟုတ်ဆွေးနွေးမှာမဟုတ်အပြည့်ကျုံးမှာညအောင်လဲကျုံးမှာနိုင်အောင်လဲကျုံးမှာ မနိုင်နေရအောင်အကြောင်းမရှိအပြီးရင်ညို့ဘောတော့ဟောင်းဆက်၃လောက်ကနေပြီးတော့စပြီးတော့တက်တီစုပေါင်းမှရမယ်ဆိုပြီးတော့ညို့ညီနောင်ရားကြီးမမိတ်တပေါင်းစုအင်အားကြီးစုဖွဲ့ထားတာတွေများစွာရှိပါတယ်ခုချင်းကြည့်လေ MPD နဲ့တွေ့တူတူရှိနေပါတယ်အဲ့တော့ကျတော့ဒီအင်အားကြီးရဲ့ပမာဏကိုညို့ထုတ်မပြခဲ့ဘူးဘောတော့တခါမှဒါပေမဲ့အားရစရာကောင်းပါတယ်အဲတော်တော်လေးကိုအားရစရာကောင်းပါတယ်တိကျတယ်ကုမြူကတော့အေးစီပြန်သိမ်းလို့ရတယ်နေသားတွေမှာရှိပါတယ် ရိကြလိုရနေတာအဆုံးတော့ပြောရပေါ့နော်ကိုတက်ကြည့်ပြောသလိုပေါ့ကျွန်တော်တို့ကလက်လက်ခေရန်လိုရတာပေါ့လက်လက်ခေရန်လိုရတယ်ဒါတွေဝယ်ပြီးပြီကျွန်တော်တို့တစ်ခါလီမှာတော့ပြည်သူကလည်းရှိတယ်ဗျအဲပြည်သူကလည်းရှိတယ်ဆိုတော့ဒေါ်လာ၆ခုပြည်သူတွေမှာကျတော့မြန်မာနိုင်ငံတွေမှာတက်ကမနေဘူးရှိတာဆိုတော့ကျတော့သူတို့မှာပြန်လည်စီစီရတာရှိပါတယ်ဘောနော်အဲအဲ့လိုမျိုးနေခြားတဲ့ကြောင့်မလို့မရောက်နိုင်တဲ့အပိုင်းလေးတွေပါတာပေါ့ဒါပေမဲ့တရားတစ်ခုကတော့ပြည်သူတွေစိတ်ထဲမကြပါနဲ့လို့ပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့အခုလို့ အခြေအနေမျိုးတွေကိုဖြစ်တာပူကြိုက်တယ်ဗျာညီကဘာကြောင့်လဲဆိုတော့အစိုးရအကောင်ပေါ့ဘာလို့အစိုးရအကောင်လုံးဆိုတော့ညီတို့တချို့တက်တွေဆိုရှိရပေါ့နော်ဒါဘယ်တက်ကိုပါဖွဲ့ပုတ်ခတ်တာမဟုတ်ဘူးအဲတိုင်းသားတွေဆင်းလာမှာတိုက်မှာရမှာငါတို့တက်တက်တော့မနိုင်ဘူးဆိုတော့တက်တည်းရှိရပြတာအညာတက်ဒီမှာလည်းအဲ့လိုမျိုးတက်တည်းရှိတယ်။ဒါပေမဲ့ညီတို့ကတော့ရင်းနှုံးကနေကညီတို့ခံယူချက်ပေါ့နော်။တိုင်းသားတာဝန်ကြီးသွားပြီဗျ။ညီတို့စစ်ပညာလည်းသင်ပေးပြီးသွားတယ်။စစ်တပ်နဲ့ခင်ရတယ်ထိုက်တင်တယ်လို့ထောက်ပံ့ပေးတဲ့တက်တည်းဆိုတာထောက်ပံ့ပေးပါလေ။ညီတို့ကတော့မရဘူးပေါ့။အဲ့တော့လမ်းလျှောက်တက်ကိုသင်ပေးပြီးသွားတယ်။ ကျွန်တော်ဆက်လျှောက်ရဲဘူးလူတွေကညီတို့ဆက်လျှောက်ဆက်လျှောက်တော့အစူးညောက်ခလုတ်ပဲဖြစ်ဘလူးအန်ဒီရီမျိုးမှာပဲဖြစ်ဖြစ်ညီတို့ဆက်လျှောက်နိုင်မှုလို့ဓာတ်ယူသွားပြီးအပြစ်တင်လို့မရဘူးဗျတကယ်တမ်းကဘောနော်လက်ရှိ1027ဆိုတာကျွန်တော်တို့ဒီအညာရဲ့ဒေါ်လာကြီးမြန်မာပြည်ရဲ့ဒေါ်လာကြီးမှာပြည်သူတွေအလုံးရောစိတ်တကြနေတယ်ဒေါ်လာကြီးတက်ဖွဲ့တွေအားလုံးလုံးဝခွင့်ရတရပါမာစီလူ20ဘန်းဆိုတာခွင့်ရတရပါဒီချိန်မှာဘလို့ကြောင်းကြောင်းကြောင်းနေပဲဖြစ်ဖြစ်ပေါ့နော်အဲ ခက်ခဲမှုတွေရှိတယ်ဆိုပေမဲ့ဘယ်သူမှဖြစ်တင်လို့မရပါဘူး။ဘောင်းဆိုရင်ညို့လမ်းလျှောက်တတ်ပြီလေ။ကိုကိုယ်တိုင်လျှောက်ဖို့လိုအပ်တယ်။လျှောက်ရဲဖို့တတ်တည်လည်းရှိဖို့လိုအပ်ပါတယ်။အဲ့တော့ညို့ကတော့အကောင်းဆုံးကျူတာတော့မှဖြစ်ပါတယ်။အဲပြင်ဆင်ဖို့ဖွဲ့တည်ဆောင်နေပါလေ။အမှကြတဲ့ချိန်တွင်းမှာရင်းကြင်ရလို့မဟုတ်ဘူး။ညို့တကတော့လည်းအေးဆိုလို့မရှိဘူး။ပြင်ချလည်းမရှိဘူး။ဘာလို့မရှိလဲ။ညို့ကတော့စကောင်းနေရှိတဲ့နေအကုန်ကျုံးပါပဲညို့ကကုန်တိုက်ပါပဲ။အဲ့တော့ညို့ပြင်ဆင်နေအကောင်းဆုံးကျူတာနေပါလေ။အဲတရားတော်ကတော့ဗီဒီယိုရအောင် အားတက်တာပါ။တာဝန်ကြီးရတဲ့လုံပြီးတော့တာဝန်ကြီးနေပါပြီ။အဲ့ဒီတော့ညီတို့ကြမဲ့တက်နေနေပြည်သူလူထုကိုကြည်လူများကြီးတင်ပါလေ။အဲပြီးလို့ရှင်ထပ်ပြီးတော့လေပေါ့နော်။ ကူညီထောက်ပံ့မှုတွေလိုအပ်နေရတော့အပန်းပါပဲအဲ့ဒါတွေကိုလည်းကူညီထောက်ပံ့ဖို့ညီရတော့ပြောချင်ပါတယ်အကျန်းဖတ်စစ်တပ်နှင့် TNLA အပြည့်ရလိုက်မှုအပြန့်စုရန်နာချင်းဖြစ်ပြီးတော်လန်ရေးမှာ အမြင့်ပြန်တရရန်နှင့်လိုချင်တာလက်ရခုစုရန်ဟုဗိုလ်ချုပ်တာဖုံးကျော်ရှင်းလင်းပြောဆိုအကျန်းဖတ်စစ်တပ်နှင့်တအောင် TNLA ပြည့်ရလိုက်မှုအပြန့်စုရန်နာချင်းဖြစ်ပြီးတော်လန်ရေးမှာအမြင့်ပြန်တရရန်နှင့်လိုချင်တာလက်ရခုစုရန်ဖြစ်ကြောင်း TNLA မှဗိုလ်ချုပ်တာဖုံးကျော်ကရင်းဤလူမှုကွန်ရက်မှတဆင့်သဘောထားထုတ်ပြန်ခဲ့ပြီး ယမန်နေ့ည9:45မိနစ်အချိန်ဗိုလ်ချုပ်တာဖုံးကျော်က TNAAE အပြည့်ရဲ့ချင်းကိုလူမှုကွန်ရက်တွင်ထိုသို့ post တည်၍ရှင်းလင်းခဲ့ခြင်းဖြစ်သည့်အပြည့်ရဲ့မှုနှင့်ပတ်သက်၍ပောက်ကွဲမှုများပြင်းထန်နေသည်ကိုနားလည်ကြောင်းယခုကာလသည်စီးပွားရေးနှုန်းနှင့်ဆွေမျိုးအစီရစ်သည့်ကာလမျိုးမဟုတ်ကြောင်းလေရင်ဘုံကျဲမှုတံကိုခံနေရသည့်ကာလဖြစ်၍နားချိန်တန်သဖြင့်နားခြင်းဖြစ်ကြောင်းဖိအားများ၍နားခြင်းဖြစ်ပြီးအပြန်ဆူရန်နားခြင်းဖြစ်ကြောင်းစစ်တပ်၏ငြိမ်းချမ်းရေးနှင့်ရွေးကောက်ပွဲကိုအတိတ်ပဲဖွင့် ဆရာမလို့ကြောင်းတော်လန့်ရေးမှာ အမြင့်ပြန်တက်ရန်နှင့်လိုချင်တာလက်ရခုဆုရန်ဖြစ်ကြောင်းတင်းကရေးသားထားသည်အပြည့်ရချင်းဆုံးဖြတ်ချက်ပြင်းထန်မြန်ဆန်လို့ပောက်ကွဲခံစားမှုတွေအတွက်နားလဲပါတယ်ငါမျိုးချစ်ရဲဘော်တွေနဲ့ຫນွေဦးရဲဘော်တို့ရေ1909ဆက်ကာလာအပြည့်ရကစားကြတာမိဖက်တွေကိုနယ်တွေကနေတက်မက်ရအတွင်ထွက်ခဲ့ရတဲ့ကစားကွင်းမျိုးစီးပွားလုံးနဲ့ဆွေမျိုးအစီရွတ်တဲ့ကာလာမျိုးဒီနေ့ငါတို့ခင်မှာမရှိတော့ဘူးလေ လေရင်ပုံကျဲတံငါတို့တွေအတူခံနေကြရတာပဲဒရုန်းမိုးရွာတံငါတို့အတူခံကြရတာပဲဘာမဆိုလှုပ်ရဲတဲ့ဆိုသူရဲ့ငန်ကြီးကြီးငင်းကြဲရင်းနဲ့ရွေးကောက်ပွဲကိုငါတို့ကဘာအတိတ်ပဲဖွင့်เสียလို့မှလဲတီးအစားပွဲမှာနားချိန်တန်းလို့နားတာဖီအားများလို့နားတာအပြန့်စုဖို့နားတာစမတ်ကြတဲ့ခကြီးမှာငါတို့တော်လန်ကြတာအလုံးဟာအမြင့်ကိုပြန်တက်ငါတို့လိုချင်တာလက်ရခုစုဖို့ပဲလေဟုဘိုးချုပ်တာဖုံးကြော် ဖုံးကျော်လက်ဖက်မြေကယမန်နေ့ညပိုင်းကင်းဤလူမှုကွန်ရက်တွင်ရေးသားခဲ့သည်အကြမ်းဖက်စစ်တပ်နှင့် TNLA အပြည့်ရလိုက်မှုအပြန်စုရန်နာချင်းဖြစ်ပြီးတော်လန်ရေးမှအမြင့်ပြန်တရရန်နှင့်လိုချင်တာလက်ရခုစုရန်ဟုဗိုလ်ချုပ်တာဖုံးကျော်ရှင်းလင်းပြောဆိုအကြမ်းဖက်စစ်တပ်နှင့်တအောင် TNLA အပြည့်ရလိုက်မှုအပြန်စုရန်နာချင်းဖြစ်ပြီးတော်လန်ရေးမှအမြင့်ပြန်တရရန်နှင့်လိုချင်တာလက်ရခုစုရန်ဖြစ်ကြောင်း TNLA မှဗိုလ်ချုပ်တာဖုံးကျော်ကရင်းဤလူမှုကွန်ရက်မှတဆင့်သဘောထားထုတ်ပြန်ခဲ့သည် ယမန်နေ့ည9:45မိနစ်အချိန်ဗိုလ်ချုပ်တာဖုံးကျော်က TNAAE အပြည့်ရချင်းကိုလူမှုကွန်ရက်တွင်ထိုတို့ post တင်၍ရှင်းလင်းခဲ့ခြင်းဖြစ်သည်အပြည့်ရမှုနှင့်ပတ်သက်၍ပောက်ကွဲမှုများပြင်းထန်နေသည်ကိုနားလည်ကြောင်းယခုကာလသည်စီးပွားရေးနှုန်းနည်းဆွေမျိုးအစီရစ်သည့်ကာလမျိုးမဟုတ်ကြောင်းလေရင်ဘုံကျဲမှုတံကိုခံနေရသည့်ကာလဖြစ်၍နားချိန်တန်သဖြင့်နားခြင်းဖြစ်ကြောင်းဖိအားများ၍နားခြင်းဖြစ်ပြီးအပြန့်စုရန်နားခြင်းဖြစ်ကြောင်းစစ်တပ်၏ငြိမ်းချမ်းရေးနှင့်ရွေးကောက်ပွဲကိုအတိတ်ပဲဖွင့် ဆရာမလို့ကြောင်းတော်လန့်ရေးမှာအမြင့်ပြန်တက်ရန်နှင့်လိုချင်တာလက်ရခုဆုရန်ဖြစ်ကြောင်းတင်းကရေးသားထားသည်အပြည့်ရချင်းဆုံးဖြတ်ချက်ပြင်းထန်မြန်ဆန်လို့ပောက်ကွဲခံစားမှုတွေအတွက်နားလဲပါတယ်ငါမျိုးချီရဲဘော်တွေနဲ့ຫນွေဦးရဲဘော်တို့ရေ1909ဆက်ကာလာအပြည့်ရကစားကြတာမိဖက်တွေကုနယ်တဲကနေတမက်ရဲ့အတွင်ထွက်ခဲ့ရတဲ့ကစားကွင်းမျိုးစီးပွားနုံနဲ့ဆွေမျိုးအစီရွတ်တဲ့ကာလာမျိုးဒီနေ့ငါတို့ခင်မှာမရှိတော့ဘူးလေ လေရင်ပုံကျဲတံငါတို့တွေအတူခံနေကြရတာပဲဒရုန်းမိုးရွာတံငါတို့အတူခံကြရတာပဲဘာမဆိုလို့ရဲတဲ့ဆိုသူရဲ့ငန်ကြီးကြီးငင်းချဲရင်နဲ့ရွေးကောက်ပွဲကိုငါတို့ကဘာအတိတ်ပဲဖွင့်စရာလိုမှလဲတီးအစားပွဲမှာနားချိန်တန်းလို့နားတာဖီအားများလို့နားတာအပြန့်စုဖို့နားတာစမတ်ကြတဲ့ခကြီးမှာငါတို့တော်လန်ကြတာအားလုံးဟာအမြင့်ကိုပြန်တက်ငါတို့လိုချင်တာလက်ရခုစုဖို့ပဲလေဟုဘိုးချုပ်တာဖုံးကျော် ဖုံးကျော်လက်ဖက်မြေကယမန်နေ့ညပိုင်းကင်းဤလူမှုကွန်ရက်တွင်ရေးသားခဲ့သည်ပါဝင်လို့ရမလဲဆိုတော့နိမခံမြင့်ချန်ဒီ page ကနေပါဝင်လို့ရတယ်လို့အခု live လွှင့်ထားတဲ့ဒီ S SCF ပေါ့နော်မြန်မာလိုဆိုလို့ရှိရင်တော့နေဦးလူထုရံပုံငွေအဖွဲ့ရနေပြီးတော့လေကျွန်တော် Spring Growth Fund ဆိုပြီးတော့လှုပ်ထားတဲ့အဖွဲ့စီမှာလည်းအဲလုံခြုံရေးစိတ်ချဆိုတာနဲ့ရုံရုံကြီးကြီးပါဝင်လို့ရတယ်ဆိုတော့ဒီနေရာနေပြီးတော့လို့ဆိုချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ညတွေ့ဆုံမှုကတော့ဒီလူလူလေးအဲစိတ်အားရချင်ရမယ်လို့ယုံကြည်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အဲမြင့်ချန်ရဲ့ မြင်းရခိုင်တွေမှာရှိတဲ့မြမာပြည်ရဲ့အချက်ချာဗဟိုမှာရှိတဲ့တော်လှန်ရေးရေးချင်းတွေဘယ်လိုမျိုးရှိနေလဲတော်လှန်ရေးကိုဥဆောင်နေတဲ့သူတွေကဘယ်လိုစိတ်သက်ခံယူချက်နဲ့လုပ်နေလဲဆိုတာကိုဒီ live မှာကျွန်တော်တို့ပြပြထင်ထင်မြင်တွေ့ရမှာပါအဲ့တော့ဂမိမှလည်းဆက်ပြီးတော့ပါဝင်ပေးကြပါအောင်ခေါင်းဆောင်တွေလည်းပြည်သူလူထုရဲ့မေတ္တာနဲ့အတူကျွန်တော်လည်းမေတ္တာပို့သပါတယ်ခလုံးမတိစုမကြီးပါစေနဲ့ ကျွန်တော်မှာရှိကြပါစေအတို့စောင့်ကြည့်နေကြတဲ့ပြည်သူလူထုတိုးတယောက်ချင်းစီတိုင်းကိုလည်းဒီ live ပေါ်ကပဲ online ပေါ်ကနေပဲအထူးပဲကျေးဇူးတင်ပါတယ်အတို့ SCF platform တွေ platform ကနေပြီးတော့လည်းပါဝင်နိုင်ပါတယ်တခြားအနေမခံမြင့်ကြံဆိုတဲ့မြန်မာလူရေးထားတဲ့ page ကနေပြီးတော့လည်းဆက်သွယ်ပြီးတော့ပြည်သူလူထုအနေနဲ့ပါဝင်နိုင်ပါတယ်အတို့အတူပါတွေကိုလည်းတတိထားဖို့လိုပါတယ်ကျွန်တော်တို့ကဒီလိုမျိုးခက်ပြက်ကာလတွေထဲမှာအတူပါလုပ်ပြီးတော့လိမ့်လည်နေတဲ့အကောင့်တွေလည်းများစွာရှိတဲ့အတွက်တည်တည်ချာချာလေးစစ်စစ်ပါနောက်ဆုံးလိုအပ်လို့ရှိရင်ကျွန်တော်အကောင့်ကလာပြောပါကျွန်တော်စစ်စစ်ပြီးပြီးတော့ပို့ရမယ် link တွေကျွန်တော်ဖေမကူလို့ရရဆိုတဲ့ link တွေလည်းကျွန်တော်ချပေးပါမယ်အတို့ နေ့ညမှာအားလုံးပူပေါင်းပြီးတော့ဒီပညာရအောင်ကုညီပန်ပိုးပေးကြတဲ့မားရကြနေပြီးတော့တက်ရောက်ပြီးတော့လူလူနဲ့အတူတူစကားပြောပေးကြတဲ့ကျွန်တော်တို့ဥဆောင်သူခေါင်းဆောင်တပ်ဖွဲ့ခေါင်းဆောင်၃ကိုဒီနေရာထုတ်ပြန်ပေးကြတဲ့ Face ID မီဒီယာအားလုံးကိုကျေးဇူးတူတင်ပါတယ်ကျွန်တော်တို့လိုင်ကြကြပါဒီလိုအားလုံးဆက်လာရှင်စနေစိုးလာအောင်ကနေပြီးတော့အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမတော်တော်ရဲ့ကျွန်တော်စကားဝိုင်းစီစဉ်ကိုဒီမှာပဲဆုတောင်းပါစေခင်ဗျာ okay ပါအကိုကြီးကျန်လေအကိုကြီးကျမကြီးဆိုင်ပါဗျာ ။အဲ့ဒါကိုကြီးညို့လိုင်းစင်ကုန်ပြပါအောင်ဗျာကိုကြီး။ဟုတ်ပါပါမှာဗျာ။အေးဘိုက်ကရေးချမ်းပိုက်ကူဆိုင်နော်။ဇင်းဇင်း။ကျမရတော်တော်မြည်တဲ့အကျွေးအကျွေးဒိန်းတောင်းကျော်တင်းနေလို့ဖျားသွားတယ်။စကူမစေးထိုးတာ။လိုက်ကြပါလားမသိဘူး။လိုက်မကြနိုင်ထင်တယ်ကိုရီဘွန်လိုက်စတော်အော်လိုက်အလိုက်လို့ရပါတယ်ကိုရီဘွန်။အကျွေးတင်းနေတော့အကျွေးအကျွေးနုံနေတာမျိုးအကျွေးမြို့ခေါင်းမှမရှိတော့ဘူးမြို့။အဲ့မှာဒီဒီဘက်ရေးပေါ်လေးခီးထွက်ထွက်လာတော့ ိုင်မှာစားစားတဲ့ဟာကိုမပေးနိုင်လို့အိုင်မှာဂန်းယူခဏဒီကန်း200ကျော်တက်ပါလေဗျာလို့ယူထားရတယ်မပေးရမရှိသေးလို့အဲ့လိုအဲ့လိုပေးတာပေးခဲ့ရအပြန်မှာတော့ယူရအောင်အဲ့လိုရှိရတယ်ဟုတ်ကဲ့ပါခင်ယူဆိုင်ပါယူဆိုင်ပါကျွန်တော်ဒီကကျမကြီးလေးမပေါ့ပါနဲ့ကျွန်တော်တို့ဟိုထားဆောင်မယ့်တာဝန်ကြီးထဲမှာဟိုကျမကြီးကောင်းကင်တာဝန်တစ်ခုနေနေလို့သာတတ်မှတ်ပါဟုတ်ပြစ်ရပါကိုညိုးနေနေရတော့ဒေါ်လာကြီးပေါ်မှာပေါ့နော် တော်လိုင်းကြီးပေါ်မှာရောဒီတူတူတူပေါ်မှာဘယ်တော့မှတက်စာဖောက်မှာမဟုတ်ဘူးအရှိတော်တော်စီအနေထားမှာလေကြားမဲတွေကငြိမ်နေရမဟုတ်ပါဘူးကြားမဲတွေငြိမ်နေရမဟုတ်ဆင်းမဲ့ပြင်ဖြန့်ကျက်တိုက်တာများနေရဖြစ်ပါကိုရီဘောလိုက်မအန်သေးဘူးထင်တယ်နော်လိုက်အန်လိုက်ပြီလားကိုရီဘောဒီဘောလိုက်မချရသေးအကျွေးအကျွေးကလေးတော့